မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ23ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့က FPV drone နဲ့ဝင်တိုက်ပြီးပြစ်ချနိုင်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါရစေ။ဗမော်စကခ21ကို ထောက်ပို့လာတဲ့စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက FPV drone နဲ့ဝင်တိုက်ခဲ့ပြီးပြစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်လာတဲ့ဗီဒီယိုမှတ်တမ်းအရသိရှိရပါရစေ။ drone က MI17 ရဲ့ main rotor ပင်မပိုင်ကနားမှာပောက်ကွဲခဲ့တာကိုတွေ့ရှိရပြီးတေဆောင်လာတဲ့ဘုံဟာ900 gram လောက်သာရှိနိုင်တယ်လို့ drone နဲ့ပတ်သက်ပြီးတွေ့ကြုံရှိသူ Cloud Winds အဖွဲ့ဝင်ဟောင်းတို့ကခန့်မှန်းထားပါတယ်။ဒါကြောင့်အနီးကပ်ပောက်ကွဲခဲ့တာတော့ MI17 ဟာချက်ချင်းမပြတ်ကျသွားတာဖြစ်ပြီး RPG7 လိုထိပ်ဖူးမျိုးနဲ့သာတယ်လာခဲ့မယ်ဆိုရင်ထိမှန်တာနဲ့နေရာမှာတင်ပွဲသိမ်းပေးနိုင်လောက်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ထဲမှာရုရှားရဲ့ MI28 ရဟတ်ယာဉ်ကို Ukraine Ukraine တပ်တွေက ပထမဆုံးအနေနဲ့ FPV drone နဲ့ဝင်တိုက်ပြီးပစ်ချနိုင်ခဲ့က KIA ပူးပေါင်းတပ်ဖွဲ့တွေဟာရဟတ်ယာဉ်ကို FPV drone နဲ့ပစ်ချနိုင်ခဲ့တဲ့ဒုတိယမြောက်အဖွဲ့အစည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာတော်လိုင်းတပ်ဖွဲ့တွေရဲ့ drone အသုံးပြုတိုက်ခိုက်မှုတမိုင်းမှာကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီးတိကျသေးကြတဲ့ထောက်လန်းရေးအချက်အလက်ရင်မောင်းရဲ့ကြမ်းကြင်မှုနဲ့ကြိုတင်ပြင်ဆင်မှုကောင်းကောင်းနဲ့ဆောင်ရွက်နိုင်ခဲ့လို့သာအခုလိုပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆောင်းပြောင်းတိုက်ပွဲတွင်စကန်ကုန်းတစ်ခုတင်ပိုက်ရရှိကာစစ်တုံးမန်းများဖမ်းဆီးရရှိထားတဲ့တရင်ကိုတင်ပြပေးကြပါရစေ။ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်းရွာအနီးတိုက်ပွဲများမှာစစ်ကောင်စီနှင့် PNU ပူးပေါင်းတပ်တို့စကန်ကုန်းတစ်ခုကိုတင်ပိုက်ရရှိထားပြီးစစ်တုံးမန်းများလည်းဖမ်းဆီးထားရှိကြောင်းကင်းနီမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံတာအေဆူက KPV သတင်းဌာနကို ပြောကြားထားပါရစေ။ဖေကုံပင်လောင်အဆက်နာမှာစစ်ကောင်စီနှင့် PNU ပူးပေါင်းစစ်ကြောင်းကို KNDF KNDF နဲ့တော်လိုင်းရင်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာရှိသေးတယ်။စစ်ကောင်စီရဲ့စခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့တယ်။နောက်ပြီးတော့စစ်တုံးမှန်းချို့ကိုဖမ်းဆီးမိတယ်လို့တာအေဆိုးကဆိုထားပါတယ်။အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီဘက်ကလက်နက်ကြီး၊လေယာဉ်ပြင်အစိမ့်ငွေဘုံများအများဆုံးအသုံးပြုခုခံနေပြီးဖဲကုံချေဆိုင်ခမာယ336ကလည်းလက်နက်ကြီးပစ်ကူပေးနေတယ်လို့သိရှိရပါတယ်။ဖဲကုံပင်လောင်းဆန်စောင်းပြောင်းရွာနီးမှာပြီးခဲ့တဲ့မေလ18ရက်နေ့မှာစတင်ပြီးစစ်ကောင်စီ PNU ပူးပေါင်းဖွဲ့နေ ေတော်လည်းတပ်ဖွဲ့တို့ကြားတိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကဒေသခံပြည်သူထောင်နဲ့ချီထက်မှန်ဆစ်ဆောင်နေရကစစ်ကောင်စီနဲ့ PNU တပ်ဖွဲ့ကလည်းစောင်းပြောင်းကြေးရရှိဒေသခံနေအများကိုမိရှုဖြစ်စီနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ပိမာတနင်းသာရီတို့တက်လာတဲ့စစ်ကောင်စီတပ်သားများနဲ့ရိတ်ခါများတင်ဆောင်လာတဲ့စစ်ကောင်စီက၃စီအားတိုက်ခိုက်ခဲ့တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။မေလ22ရက်နေ့မနေ့9:30မိနစ်အချိန်မှာပိမာတနင်းသာရီဘက်သို့တက်လာတဲ့စစ်ကောင်စီတပ်သားများနဲ့ရိတ်ခါများတင်ဆောင်လာတဲ့စစ်ကောင်စီက၃စီအားရန်ဘူရွာအနားရောက်မှာ တနင်းသာရီဘက်ကဖာဇုံ၃ဖွဲ့မှတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။မေလ22ရက်နေ့မှာ306အမြောက်တရင်မှာဗန်လက်မွတ်ရွာတဲ့သူလမ်းကင်းဆင်းလာတဲ့စစ်ကောင်စီ တပ်သားများကိုတနင်္သာရီဘက်ကဖဇုံငါအဖွဲ့ကဒရုန်းဘုံတိချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ချက်ကြီးတူ နေရာမှာပင်တိုက်ဆုံခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ကမ်ဘလူမျိုးနယ်အတွင်းတိုက်နယ်၃ခုလေကြောင်းတိုက်ခိုက်ခံခဲ့ရကပြည်သူတို့တိုက်ဆုံခဲ့ပြီးနှစ်ဦးဒဏ်ရာရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။သကိုင်းတိုင်းကမ်ဘလူမျိုးနယ်မလေတိုက်နယ်ချက်သင်းတိုက်နယ်နဲ့ကိုးတောင်ဘိုတိုက်နယ်တို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူတို့တိုက်ဆုံခဲ့ပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ကျွန်းလာကမ်ဘလူတက်ကြွလှုပ်ရှားသူများဖွဲ့ထံကနေသိရှိရပါတယ်။ မေလ22ရက်နေ့မနေ့10နာရီမှာမလေးတိုင်းနယ်ကြောက်မြေရွာဖုံးချောင်းကိုတရာဥလီတက်မှ Jet Fighter တစ်စီးနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးမေပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။မနေ့7နာရီ50မိနစ်မှာချက်သင်းတိုင်းနယ်အတွင်းရှိကန်ကြီးရွာပေါ့စိန်ကုန်းရွာကိုးတောင်ဘိုးတိုင်းနယ်အတွင်းကတင်တော်ရွာလွင်ကြီးရွာတို့ကိုဝိုင်းတွဲဖလီရင်နဲ့လေးချောင်းကနေ12ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။လေးချောင်းတိုက်ခိုက်မှုအတွင်းပေါ့စိန်ကုန်းရွာမှာအသက်60နှစ်အရွယ်ဦးမိုင်းတည်ဆုံးခဲ့ကအသက် 30နှစ်အရွယ်အမျိုးသားတူတင်တော်ရွာမှာအမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကလေစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင်တော်ရွာမှာအပြစ်မဲ့ပြည်သူ6ဦးထိသေဆုံးခဲ့ရတယ်လို့သိရှိရပါတယ်ခင်ဗျာ။ကလေးလူတူခိုင်မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကိုနှစ်အရွယ်ကလေးငယ်တူဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ကင်းမျိုးသားစီယုံကော်တူးလီယုံချုပ်မှုနယ်မြေကလဲလီထူခိုင်မူးမြို့နယ်တွင်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တူတိတ်ဆုံးခဲ့ကငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။မေလ19ရက်နေ့ကခမာယာ352နေခလာယာ60တက်တွေကလည်းငထွေစုတ်ကြီးရွာကိုလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာအသက်17နှစ်အရွယ်ရှိနော်တာဒိုကေဖို့အစထိမှန်ပြီးဒဏ်ရာရရှိခဲ့ကနေနှလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မေလ20ရက်နေ့မှာလေနက်တန်ကွင်းမှာအခြေချထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကငနွားစိအညာစုရင်းတိုက်ကုန်းနဲ့နောင်ကုန်းကျွော်တို့ကိုလက်နက်ကြီး6လုံးရေလဲနဲ့မယန်းစိမ့်လေးရွာကြားကလေကွင်းတဲကိုဟာဝေဇာတလုံးဇလုံးနဲ့စောဘောကုန်းကြားကလေကွင်းတဲကိုဟာဝေဇာတလုံးတောင်စုကျွော်ကိုလက်နက်ကြီး3လုံးအုတ်ဖြတ်တံတားကစစ်ကောင်စီတပ်ကကြက်တက်ညောင်ပင်ကျွော်ကိုလက်နက်ကြီး3လုံးပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဆိုပါပစ်ခတ်မှုများကြောင့်ကြက်တက်ညောင်ပင်ကျွော်မှာ တော်မားမှာ53နှစ်နဲ့မအီးစု38နှစ်တို့လက်နက်ကြီးထိမှန်တရားရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်ခလာရ60တရင်မှာမယန်းစိန်လေးကျွာကို120မမတလုံးအရှိတောင်စုအနောက်တောင်စုနဲ့ကျွန်းကုန်းကျွာကို120မမ6လုံးပြစ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။ လက်နက်ကြီးထိမှန်ခဲ့တာကြောင့်မယန်းစိန်းလေးရွာမှာအသက်40ရွယ်နော်မူလာဖော်နဲ့တမီးဖြစ်သူ17နှစ်အရွယ်နော်စေးပွေမှုတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတားဖြစ်သူစောမူထော်ပါအသက်9နှစ်ဟာလက်နက်ကြီးထိမှန်သေဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ចောင်းသားတက်ဦးចောင်းသားလက်ယုံတက်တော်ရဲ့ပထမတင်ညီလာခံကိုဗဟုဌာနချုပ်နေမြေမှာကျင်းပပြုလုပ်ခဲ့တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်ကျောင်းသားတက်ဦးကျောင်းသားလက်ယုံတက်တော်ရဲ့ပထမကြိမ်ညီလာခံကို2025ခုနှစ်မေလ15ရက်မှာ20ရက်နေ့အထိဗဟုဌာနချုပ်နေပြည်မှာပြင်ပပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ညီလာခံအတွင်းចောင်းသားတက်ဦးចောင်းသားလေယုံတက်တော်ရဲ့အခြေခံမူမျှော်ရည်ချက်တာဝန်ကြီး6ရက်နေဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုအတည်ပြုပြဋ္ဌာန်းခြင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရတက်ဦးတက်တော်ရဲ့ဗဟုဥဆောင်ကော်မတီစစ်ကော်မရှင်အားရွေးကောက်တင်မြှောက်ခြင်းနဲ့တက်ဦးတက်တော်ရဲ့နိုင်ငံရေးစည်ရေးလမ်းပြမြေပုံအတည်ပြုခြင်းများပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ် နီလာကံမှာတီးပြုတ်ပြထိုင်းခဲ့တဲ့ဖွဲ့စည်းပုံခြေခံစည်းမျဉ်းအရာဗဟုဥဆောင်ကော်မတီစစ်ကော်မရှင်အားဥက္ကဋ္ဌဒုဥက္ကဋ္ဌတေဒုဥက္ကဋ္ဌနေအထွေထွေတင်းငေးမှုတေအထွေထွေတွင်းငေးမှုနေအထွေထွေတွင်းငေးမှုသုံးတို့ကိုရွေးကောက်တင်းမြောက်ဖွဲ့စည်းခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ မန္တလေးခရိုင် အမှတ်9တရင်ထံစစ်ကောင်စီတက်ချက်ကြီးတူလက်နက်နဲ့တကွပူးပေါင်းခဲ့တဲ့တရင်ကို တင်ပြပေးကြပါရစေ။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးခရိုင်အမှတ်9တရင်ထံကိုစစ်ကောင်စီတက်မှ33လောက်ခန်းအမှတ်73ချေမြန်တရင်မှတက်ချက်ကြီးတူလက်နက်ခဲရဲနဲ့တကွပူးပေါင်းခဲ့တယ်လို့ထုတ်ပြန်ထားပါရစေ။2024ခုနှစ်ဆယ်လပိုင်းကကိုပိုင်နံပါတ်တက္ကမြင်းဆောင်98ခုနဲ့စတဲ့တက်ချက်ကြီးတူဟာ MA3 တလက် 5.5စက်ဂျ်တရာတောင်း G box ၄ခုနဲ့ equipment တစ်ထည်ကိုယူဆောင်လာခဲ့ကဆက်သွယ်လင်းဝင်ခဲ့တာလို့ဆိုပါတယ်။အလင်းဝင်မှုဆက်သွယ်လာတဲ့တက်ကြွကြီးရောက်ရှိနေတဲ့နေရာအထိတရင်ကသွားရောက်ကြိုးဆိုပေးခဲ့ပြီးလက်နက်နဲ့တကွာအလင်းဝင်လာတဲ့အတွက်ဂုံပြူငွေ7350ကိုချင်းမြင့်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတက်ကြွကြီးဟာဂုံပြူချင်းမြင့်ငွေကိုအကုန်ယူပဲလိုအပ်တလောက်သာယူခဲ့ပြီးယခုအခါတရင်မှရဲပေါ်များနဲ့အတူဆရာနာရှင်ကိုခုခံတိုက်ခိုက်နေကရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတယ်လို့သိရ ရှိရပါတယ်။အခုလိုလာရောက်ပူးပေါင်းခဲ့တဲ့တက်ကြရဲ့စိတ်ဓာတ်နဲ့ဇွဲလုံးလာဝရိယခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုလေးစားဂုဏ်ယူပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုထားပြီးစိတ်ကောင်းစီလောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သားနေရဲနေအထမစူးစောင်းခံထားရတဲ့ပြည်သူစစ်များအနေနဲ့ပူးပေါင်းလူစိတ်ရှိပါကအချိန်မရွေးဆက်သွယ်လာနိုင်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်တာဂီခါရှယ်နေမင်းစစ်သွေးတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ຫນွေဥလင်ငါပါ